2025ခုနှစ်ဇန်နဝါရီ17ရက်နေ့ဗိုလ်တူးနေ့နာနဲ့6နာရီတိုင်းတာရရှိကြများနဲ့မြမပြည်ပေါ်ရာဇီဝတ္တဘလို့တက်ရောက်မလဲဆိုတဲ့အနေထားကိုဆက်လက်လာကြမှာဖြစ်ပါလေ။ဒီကနေ့17ရက်နေ့မနက်6နာရီအားလုံးမင်္ဂလာပြည့်ဤမူကီအန်တာတိုင်းမန့် channel ကိုကြိုဆိုလိုက်ပါရစေ။ဒီရက်ဒီစပင်ပြည်ဖွာလီကတော့ဇွန်လ17ရက်နေ့ မုံတိုင်းတည်နေမူးမြမဲ့နေရာဒေသတွေကိုကြိုတိခံမှန်းထားတဲ့မိုးစလဘလော့ကအူတီတင်ရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်မျိုးတင်ဆက်ပြသပေးသွားဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်လေးကိုတင်ဆက်ပြသပေးတဲ့ရည်ရချက်ကတော့နောက်ထပ်မိသားစုဝင်တွေလည်းကြိုတိကောက်ွယ်ပစ်စင်လို့ရအောင်ဘူးတရအနေနဲ့ပြန်လည်ဝင်မဲ့တင်ဆက်ပေးခြင်းဖြစ်တဲ့ဟုတ်ပါဒီဗီဒီယိုဖိုင်လေးကကျွန်တော်ရဲ့မျိုးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ဒါဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်လေးစလိုက်ရအောင်။ဟုတ်တုံလေးစီးချောင်းဟာတနအီရို35မိုင်အားကောင်းကောင်းနဲ့ မြမာပြည်ကိုနှစ်နေရာခွဲပြီးတော့ဝင်လာတွေ့ရပါတယ်။အောက်ပိုင်းနေစီကျောင်းကတောင်တရုတ်ပင်လယ်မှာစတင်ပြည်တည်နေတဲ့မုံတိုင်းကိုပူပေါင်းသလိုပဲကြံမုတ်တုံမိုးတွေကမြမာပြည်အလယ်ပိုင်းကိုဖြတ်ပြီးတော့ဝင်သွားတာတိုင်းတာရရှိပါတယ်။ဒီနေရာမှာကျွန်တော်တို့အထူးသတိထားလေ့လာဖို့လိုတာကတောင်တရုတ်ပင်လယ်က ဖြစ်လာမဲ့မုံတိုင်းဟာမြမာပြည်ကိုဝင်လာနိုင်လားလို့ပြောရင်ကျွန်တော်တို့မြေပြင်တောင်သားအနေထားရမရှိပင်မဲ့လေကျွန်တော်တို့ပေ9000အမြင့်ကိုတက်ပြီးတော့လေ့လာကြည့်ရခါမှဆိုရင်မုတ်တုံတွေကဆွဲလာတဲ့ရေငွေ့တွေဟာတောင်တရုတ်ပင်လေပေ9000အထက်ကနေပြီးတော့မှတခါပစိဖိတ်ဒေသကလာတဲ့ရေငွေ့တရုတ်ပြည်မကြီးကလာတဲ့ရေငွေ့နဲ့ပေါင်းပြီးတော့ မြမာပြည်ကရှမ်းပြည်တစ်ခုလုံးမြမာပြည်အလဲပိုင်းအထက်နဲ့မြောက်ပိုင်းကိုဖြတ်တန်းတိုက်ခတ်သွားတာတွေ့ရပါတယ်ဒီနေသားရှိတဲ့လေစီးကြောင်းမှာဆိုရင်ကျွန်တော်တို့တောင်တရုတ်တရာမှာရှိတဲ့လေစာဝဲကနေဖြစ်လာမဲ့မုံတိုင်းရဲ့ဥတရာကိုကျွန်တော်တို့အပူကြီးဖလှယ်တဲ့ညရာမှာနဲ့တွက်ကြည့်တဲ့အခါမှာဆယ်ရဲမြင့်မှာဖြစ်ခဲ့တဲ့ လေဆိုင်ဝဲရာ၁၇ရက်နေ့မှာဗီယက်နမ်ကမ်းခြေဘက်ကို ကပ်ပြီးတော့၁၇၃၄မှာတော့မြောက်ဘက်ကိုရွေရှားရင်းနဲ့၁၃ရက်နေ့မှာ ဟိုင်နာကျွန်းကိုဖြတ်ပြီးတော့တရုတ်ပြည်မာကြီးမှာကမ်းခြေမှာအဆုံးတက်လိမ့်မယ်လို့ကနဦးခံမန်းကျဲဟုတ်ပြန်ရရှိပါတယ်။ဆင်းမင်းနေရောက်တဲ့အခါမှာမုတ်တုံလေဟာဆိုရင် တနအီမိုင်40နဲ့မြမအပြည့်ကို ဖြတ်ပြီးတော့ဝင်တဲ့အနေထားမှာတွေ့ရပြီးတော့ဖြစ်ပေါ်လာတဲ့မုန်တိုင်းဟာဗီယက်နမ်ကမ်းခြေကိုကတ်သွားတာကျွန်တော်တို့သိရှိရမှာဖြစ်ပါတယ်73ရက်နေ့ရောက်တဲ့အခါမှာဆိုရင်မုတ်တုံတွေဟာတနာယိုမိုင်40 45အထိအားကောင်းကောင်းနဲ့မြန်မာပြည်အောက်ဖက်ချမ်းကိုဖြတ်သားတက်ခတ်တယ်လို့ပဲမြန်မာပြည်အလယ်ပိုင်းကိုဆက်လက်ဝင်ရောက်နေချိန်မှာဆိုရင်ဟိုင်နမ်နဲ့ ဗီယက်နမ်ကြားမှာရှိတဲ့ပင်လယ်ထဲမှာမုန်တိုင်းစတင်အင်အားကောင်းလာတာကျွန်တော်တို့ခတ်မှန်းတွက်ချက်လို့ရရှိပါတယ်။တလေးရနေ့ရောက်တဲ့အခါမှာလည်းမုတ်တုံအားဟာအလောအလောအားကောင်းလာပြီးတော့တနအိမ်ပိုင်း45အထိတိုက်ခတ်ပြီးတော့ AR တိုင်းရခိုင်ပြည်နယ်ကနေပြီးတော့မြန်မာပြည်အထက်ပိုင်းကိုရေငွေတွေပယ်ဆောင်သွားမှဖြစ်ပြီးတော့ မြန်မာပြည်အောက်ပိုင်းကိုလည်းအရှိန်ပြင်းနေတဲ့ရေငွေတွေပယ်ဆောင်မှာဖြစ်ပါတယ်။မုတ်တုံတွေနဲ့တွားရောက်ပေါင်းဆက်နေတဲ့မုံတိုင်းဟာဆိုရင်၁၄ရက်နေ့မှာဆိုလို့ရှိရင်ဟိုင်လန်ကျုံးကိုတဝက်ကျော်ကျော်အားနဲ့အင်းနဲ့ဝင်ရောက်ပြီးတော့တိုက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့ဟိုင်လန်ကျုံးမှာရှိတဲ့အာနာဘန်တွေရဲ့သတိပေးထုတ်ပြန်ချက်တွေလည်းကျွန်တော်တို့ဖတ်ရပါတယ် 15ရက်နေ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်မှာတိုက်ခတ်နေတဲ့မုတ်တုံတွေဟာအလုံးအလုံးအားကောင်းလာပြီးတော့တနအီမိုင်90ဝန်းကျင်နှုံနီးပါအထိအချို့နေရာတွေမှာတိုက်ခတ်မှုတွေပြစ်ပေါ်နိုင်တယ်လို့ပဲရခိုင်ကန်ယူရန်ကိုပတ်ပြီးတော့ဝင်သွားတဲ့နေရာနားမှာဒီဇိုင်းဝဲတစ်ခုဖြစ်နေခြင်းဟာမြန်မာပြည်အတွက်ပြီးထန်စွာ မိုးရွာသုံးဖို့အတွက်ရေငွေ့ဆုပ်ရနေတာဖြစ်ပါတယ်ထို့အတူအောက်ဖက်မှာလည်းအလုံးပြင်းထန်တဲ့လေစီးကြောင်းတွေဖြတ်တန်းနေနိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းသိရှိရပါတယ်ဆိုတော့ကျွန်တော်တို့ဟိုင်းလန်ကျွန်းကိုတိုက်ခတ်နေတဲ့မုန်တိုင်းဟာအရှေ့မြောက်ဘက်ကိုဆက်လက်ဦးတည်သွားရင်းနဲ့တရုတ်ကမ်းခြေရောက်တဲ့အခါမှာတော့အရှေ့ဆရော့သွားပြီးတော့တဖြည်းဖြည်းနဲ့နောက်တနည်းမှာပြက်ပြဲသွားနိုင်တယ်လို့ကျွန်တော်တို့ယူဆရပါတယ် မုတ်တုံလေးစည်းကြောင်းရဲ့ပင်လယ်တွားကြောင့်မလို့၁၂ရက်၁၃ရက်နေ့လောက်မှာဆိုလို့ရှိရင်ပေ၂၀လောက်ရှိရဲ့ရေလိုက်ဟာမြမပင်လယ်ကန်ယူရန်ကိုတွန်းတယ်ပေမဲ့လေကန်ယူရန်မှာတော့၆ပေ၈ပေအမြင့်ရှိလောက်ပဲဖွိုင်းများလာလာရောက်နိုင်တဲ့တော့ကြောင့်မလို့ကာဒီကောင်းဝင်ပင်လယ်လောက်သားများအထူးပြည်ထားဖို့လိုပါတယ် တော်ပင်လေဒီကရေမြင့်နဲ့တိန်နေထောင်းကိုကြည့်တဲ့အခါမှာ၁၇ရက်နေ့မနေ့6နိုင်မှာမြမပြည်အောက်ပိုင်းမှာတိန်နေများလွှမ်းချုပ်ပြီးတော့နေ့လေတနာရီလောက်ရောက်တဲ့အခါမှာတော့တိန်နေနေဟာမြမပြည်အနှံ့ပြားကိုလွှမ်းချုပ်ပြီးတော့မြမပြည်မြောက်ဘက်မှာ တိန်တောင်ကြီးဖြစ်ပေါ်နိုင်တဲ့အနေအထားရှိပြီးတော့မိုးရိုးပြစ်ချင်းလျှက်စီးတဲ့ချင်းများ ဖြစ်ပေါ်နိုင်ပြီးတော့ရုပ်တရက်မိုးရွာခြင်းတွေဖြစ်နိုင်ပါတယ်ကျွန်တော်တို့ဘယ်လိုမိုးရွာလဲဆက်လက်လေ့လာရအောင်ဒီကနေ့စက်တရက်နေ့မုတ်တုံလေးစီးချောင်းတေရာမှုနဲ့မိုးရွာနိုင်တဲ့ဒေသတွေကိုကျွန်တော်တို့ခမန်းတွက်ချက်ကြည့်တဲ့အခါမှာမန္တလေးတိုင်း၊စကိုင်းတိုင်း၊ရခိုင်မြို့မှာ AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရှိကြတရင်ပြည်နယ်ကယားပြည်နယ် ရှမ်းပြည်နယ်၊မွန်ပြည်နယ်၊ကနေနိုင်တိုင်းတို့မှာ နေရာကွက်ကြားနေရာကျဲကျဲစတင်ပြီးတော့မိုးရွာတွန်းနိုင်တဲ့အနေအထားရှိပါတယ်။အထူးသဖြင့်မန္တလေးမုံရွာမြင်းကြာကြားမှဆိုလို့ရှိရင် ကျွန်တော်တို့24နာရီအတွင်းမှာမိုးရေကြီးနှလမဝန်းကျင်ရွာတွန်းနိုင်ပါတယ်။ဘို့တူအေရာဝတီတိုင်းကပသိမ်းမပွတ်တာ အောက်ဖက်တစ်ခုလုံးမှာလည်းမိုးရေချင်းနှလမဝန်းကျင် ရရှိနိုင်တဲ့အနေအထားရှိပါတယ်။မြေပြနဲ့ရှမ်းပြည်ဆက်ဆက်တဲ့တောင်တန်းတွေပေါ်မှာတော့မိုးရေချင်းတိသမမလေးလမကြော်ကြော်လောက်ဒီနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခန့်မှန်းတွေ့ရှိရပါတယ်။ထို့အတူချင်းပိုင်းမှာလည်းမိုးကြီးတယ်လို့မဲဆောက်နားပါတယ်မိုးကြီးနိုင်တဲ့အနေအထားကျွန်တော်တို့ခန့်မှန်းတွေ့ရှိရပါတယ် ဆယ်မီလေးရောက်တဲ့အခါမှာပုံမအားကောင်းလာတဲ့မုတ်တုံလေးစီးချောင်းကြောင့်မလို့မြမပြီးအောက်ပိုင်းကတင်းနာရီတိုင်းမှာအကြီးအကျယ်မိုးရွာသွန်းမှုတွေစတင်ဖြစ်ပေါ်နိုင်ပါတယ်အဲ့ဒီဒေတာတွေကတော့ဒေဝေနဲ့ဘိတ်ကြားမှာရှိတဲ့ဒေတာကြီးတစ်ခုလုံးဟာဆိုလို့ရှိရင်24လအကျဲမှာမိုးရွာရင်6လမကျော်7လမလောက်ပြီးရနိုင်တဲ့နေသားဟာ အင်မတန်မှအန္တရာယ်များပါတယ်။တောင်ပေါ်နဲ့တောင်ဆောင်တောင်ကြီးပါလီထိုင်သူတွေခရီးသွားသူတွေကြိုတင်ပြင်ဆင်လာအောင်အပြည့်ပေးကြပါခင်ဗျာ။မုတ်တုံတွေကပို့လိုက်တဲ့မြမပြည်အလဲပိုင်းလမ်းကြောင်းမှာဆိုလို့ရှိရင်တော့မန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်း၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းနေပြီးတော့ရှမ်းပြည်နယ်အနောက်ချမ်း ကချင်းပြည်နယ်အထက်ပိုင်းတို့မှာစတင်ပြီးတော့နေရာစိတ်စိတ်မိုးရွာနိုင်တဲ့အခြေအနေကိုကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ်။စတဲ့ဝင်းရောက်တဲ့အခါမှာတော့မြန်မာပြည်အောက်ဖက်က ARD တိုင်းမွန်ပြည်နယ်ကမြို့တော်ကနေပြီးတော့ဘိတ်အထီကိုမိုးရွာသွန်းမှုအကြီးအကျယ်ဖြစ်နိုင်တဲ့အနေအထားရှိလို့မလို့ကြိုတင်ပြီးတော့ ပြင်ဆင်ထားဖို့လိုပါတယ်ထို့တူရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်ကယားပြည်နယ်မွန်ပြည်နယ်တို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲချင်းတောင်တန်းနဲ့ကချင်ပြည်နယ်မှာလည်းမုံတိုင်းကပို့တဲ့တိမ်ငွေ့ကြောင့်လို့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်။ဆယ်လေးနှစ်စနစ်ရောက်တဲ့အခါမှာလည်းရခိုင်ပြည်နယ်အောက်ပိုင်းအေရဝတီတိုင်း ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးတော့အကြီးကျယ်မိုးရွာသွန်းမှုဖြစ်နိုင်ပါတယ်မိုးရွာတွင်6လမကျော်အထိရွာသွန်းနိုင်ပါတယ်တို့တူအဝါရောင်ဒေသတွေဖြစ်တဲ့အေရော်ဒီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတရားပြည်နယ်ပဲခူးတိုင်းနောက်ချမ်းမန္တလေးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ချင်းပြည်နယ်တို့မှာလည်းနေရာ ကွက်ကြားမိုးရွာသွန်းပြီးတော့သခိုင်းတိုင်းထက်ပိုင်းနဲ့အချင်းပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်မှာဖြစ်ပါတယ်။တန်ကိုင်းလေးရောက်တဲ့အခါမှာတော့တော်တော်ကအကြီးကျယ်ရွာသွန်းနေတဲ့ကရင်ပြည်နယ်မွန်ပြည်နယ်တရင်းနိုင်တိုင်းတို့ရင်မကပဲနဲ့ရခိုင်ပြည်နယ်အေရဝတီတိုင်းအနောက်ချမ်းမကွေးတိုင်းအောက်ပိုင်းတို့မှာလည်းနေရာကွက်ပြီးတော့မိုးများစွာ ရွာနိုင်တဲ့အနေအထားတွေ့ရပြီးတော့အထက်မှမှပြီးတစ်ခုလုံးကသခိုင်းလိုက်တစ်ပိုင်းမန္တလေးတိုင်းတစ်ပိုင်းရှင်းပြီမယ်ကချင်ပြီမယ်ရှမ်းပြီနယ်တို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ခင်ဗျာပင်လယ်ရင်ကမုတ်တုံလေတွန်းပို့မှုကြောင့်မလို့ကျွန်တော်တို့၁၇ရက်နေ့ကနေပြီးတော့၁၅ရက်အတွင်းရရှိနိုင်တဲ့မိုးရေချိန်များကိုခမန်းတွက်ရှက်ကြည့်တဲ့အခါမှာအချင်းပြင်းနေတဲ့သခိုင်းတိုင်းတစ်ပိုင်းမှာမိုးရေချိန် ၆လမမန္တလေးတိုင်းသခိုင်းတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမြေပြည်တော်ရှမ်းပြည်နယ်အဝါပြတဲ့နေရာတွေမှာငိုရရင်၆လမနေပါ ရွာသုံးနိုင်တဲ့အနေအထားရှိသလိုပဲပြည်ပြည်နယ်မွန်ပြည်နယ်သရဲနိုင်တိုင်းဘေးအထိငိုရရင်၁၅လမအထိရရှိနိုင်တဲ့အနေအထားဆိုရင် ဗမာဝဘေးအန္တရာယ်စတင် ကြုံတွေ့ရပြီလို့သတ်မှတ်နိုင်ပါတယ်အဲ့ဒီအေရီယာထဲမှာဆိုရင် ရခိုင်ပြည်အောက်ဖက်ချမ်းနယ် ARD တိုင်းအောက်ဖက်ချမ်းတော်ဟာဗမာဝဘေးအန္တရာယ်ဖြစ်တဲ့မူကြီးတန်ကိုခံစားနိုင်ရတဲ့အခြေအနေရှိပါတယ်ရှင်မြန်စွာပြောင်းလဲနေတဲ့မုတ်တုံလီစီးကြောင်းနေမလို့ ကျွန်တော်တို့နောက်ရက်တွေမှာပြောင်းလဲမှုရှိရလို့ရှိရင်အရေးကြီးလို့ရှိရင်ကျွန်တော်တို့ဆက်လက်တင်ပြမှာဖြစ်ပါတယ် တဘာဝဘေးအန္တရာယ်ကို ကြိုတင် ကာကွယ်တားဆီးနိုင်ရန်အတွက်မိမိတို့မိတ်ဆွေများကို အခုသတိပေးပြတဲ့ဗီဒီယိုပိုင်းမျှဝေပြလိုက်ကြပါ YouTube ကြည့်ရဆိုလို့ရှင်လဲ like and share လုပ်ပေးပါ MP3 နဲ့ download လုပ်ပြီးတော့မိတ်ဆွေများကိုမျှဝေပေးလိုက်ကြပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမျိုးရေကျွန်တော်ဒီပိုင်းဒီလောက်ပါပဲဒီ view ပိုင်းလေးကတော့ဇွန်လ17ရက်နေ့မြန်မာပြည်အောက်ပိုင်းမှာမုံတိုင်းဝင်း မူကြီးရှင်မနီယာဒေတာတွေကိုကြိုတင်ခံမှန်းထားတဲ့ပုံစံဘလော့ကအိုတီတီရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်မျိုးပြသက်တင်ဆက်ပြီးတော့ဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်လေးလည်းအများသူငါသိရလို့မြန်မာလေးလက်အန်ရှယ်လေးပြုလုပ်ပြီးပို့တော့ဆီချင်ပါတယ်။ဒီဗီဒီယိုဖိုင်ကိုတင်ဆက်ပြသပေးတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ရဲ့မျိုးလေးကြိုတင်ကောက်ကွယ်ပစ္စည်းလေးအောင်ဘုဒ္ဓအနေနဲ့ပြန်လည်ဝင်မဲ့တင်ဆက်ပြလိမ့်ခြင်းဖြစ်တဲ့အခုလိုမှောင်နှံတဲ့တဲ့နဲ့မိုးလေတဲ့တဲ့တွေကိုအများကြီးတင်ဆက်ပေးနေ မိုဇလာဘလော့ဂါအုတ်ထည့်တင်လဲကျေးဇူးများရေးတင်ပါတယ် credit လည်းပေးပါတယ်ကျွန်တော်ရဲ့ channel နဲ့မုံနေတဲ့နဲ့မိုးလေတာတင်ဘူးတူရရတဲ့တင်ဆယ်လီတင်အစ်တတွေကိုမြန်ရေးတက်ပေးပါမို့ကျွန်တော်ရဲ့ channel like subscribe နဲ့ like subscribe နဲ့ဘေးနဲ့ notification bell ကိုပါနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ channel အားပေးကြည့်ရှုတူတူရဲ့ချင်းရဲ့ကျေးဇူးများရေးတင်ပါတယ်နောက်ထပ်ပြန်ပါပြင်ရမယ်တရား